ုံးထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းမဟုတ်ဘူးငါတို့ကတော့ဘာလို့လုံးအောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ကမရရောက်ချက်အဲ့ဒါတော်လှန်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော် ွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီကရွေးကောက်ပွဲအတွက်တော်လှန်ရေးပုံဖြတ်တဲ့ဝါဒဖြန့်စက်ကားကိုအစကနေအဆုံးထိပြန်လည်တင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ကဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါဦး ာစပြီးကြိုးခိုင်းတယ်။ဒါမျိုးပြောရင်တုံ့ပြန်မှုတွေဘာလို့မရလဲ။ Lanky လည်းဘာမှမဖြစ်ပါဘူး။အဲ့ငါတို့ပြန်တဲ့ Lanky ကဂိတ်တစ်ခုမှအောင်ချနေကြတယ်။ဟင်။ငါ့ဝဲအချင်းအဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူး။ဘယ်လိ။ညော။ကွန်မန့်နေရှောက်မန့်မနေနဲ့ဦးမင်းအစဲခံနေအောင်မယ်။အေးပါမမတ်ပါဘူးကွာ။ဒီကွာအဲ့တော်ကြီးလည်းတမျိုးဘာလို့ဒီကလည်းဆဲခံပါဆိုလို့မျိုးသိထားတာလဲများနေဘူးကွာဒုတိယလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟောက်ခိုင်းဖြစ်ခိုင်းနေလို့ပါပဲဘာလို့လဲဘယ်လိုပြောရမလဲမသိဘူး ဟေးကွာဟူလာလာလာဥတော်တိုင်းလည်းပါလာတာဟိုဟေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်လာငါကိုကြီးချီရောက်တော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်လာမှာပါဗျာအေးစင်းနဲ့လာတိုင်းအောင်မလားမင်းတို့တကယ်ချင်းနေပါလာတယ်တို့ကတော့ကြောက်ခိုင်းတို့ကတော့ဒုက္ခရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာကိုကြီးနေတော့မိတ်ဆက်ပေးပြီးပါပြီဟုတ်ကဲ့တော်တော်ပါပြီပါပါဟိုလေဒီမှာအေးစေးပဲမို့လားမင်းတို့တော့ကြာကြာနေဦးမှာဩ အရန်တော့လည်းမကြပါဘူးအလို့ပါလေတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လက်မဆက်ပြရအောင်မယ်ဒါကတော့ငါတို့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တော်တာပါဟုတ်ကဲ့ပါဘူးဘူးလေးကျော်မော EC ပဲ EC ပဲလားဆိုတော့လေ EC လို့ပဲပြောပါမယ်ပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မဆုံးတော့ဘူးသူတို့လည်းလူငယ်ပိုင်းတွေပါလူငယ်တွေမဆုံးတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ကိုကျော်ခိုင်အခြားရွာတွေပဲမဆုံးတော့တာ အထင်ရတဲ့စုံနေရမှာပဲအခုဦးကြီးတို့ရွာတော်မှာ live ပေါ်မှာပြာချနေပြီဆိုတော့ကျွန်တော်အာယူအမေးကြည့်ရတယ်ဒီတော့ရွာနဲ့ဆက်တင်ရတယ်အဲ့တော့မတော်ပါသေးဘူးရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးအဲဒါမဲ့ခုမှငါပြောသူလူငယ်ပိုင်းပေါ့လှုပ်သွားလို့မဆိုပြတ်ပြတ်သွားတာဘာသတင်းမှမရတော့ဘင်းကြီးတက်ဦးမောင်တော့ဘာဒီညာဒီတက်တော့တော်ရဲသွားမယ်ဆိုတော့ငါလည်းခံထိတ်ရတာပြီးတော့ဘင်းတော်ရဲဘာသွားလို့အဲ့အဲ့လားလေနားရောင်တာဟေးနားရောင်တာ ကိုယ်ဆန်ခဲလို့သုံးကြဒီကောင်ကနားလောင်သွားတာစေအာထူလေလားဘာမှမထူအကြောင်းလည်းမပြောဘူးအကြောင်းညာနေလို့ပြောအောင်မင်းကိုဆက်တယ်မဲ့လူပါအောင်အကောင့်ဆက်သုံးလို့ဟာသူလည်းငါ့လိုအကောင့်တူဦးကအကောင့်မင်းဘယ်လိုလုပ်ပြန်လာတော့လို့ဆောက်ဒါပေမဲ့သူတင်းတဲ့တည်နေကအကုန်မှတ်နေပြီဟာ ဲမင်းကလည်းမင်းတော့မှလေအကောင့်သူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလောက်ပြီးလောက်နေရလဲကောင်းကောင်းတော့လေတက်တော့မင်းကိုအကောင့်စစ်ချပြမှာလားမတုံးတော့ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်အများကြီးပဲရတယ်လေဟိုလိုက်တယ်အများကြီးရတော့ရတော့ကွာဒါမဲ့ဟိုလေးညက်တာကာလာတွဲမှာလေအမေရိကန်ကိုသွားတဲ့လူလို့အော်ဒီကိုသွားတဲ့လူလို့အကုန်လုံးတော့အဆင်ပြေနေပြီနော်အော်ငကိုလေးကမင်းတို့ကငါပြောတယ်လေမင်းတို့ကငါပြောတယ်လေဘာပြော အခုမှမင်းတို့အားကြမနေနဲ့အစရေတော်ရဲသွားပြီလက်တောင်းချောင်းထောင်းလိုက်ပြီးနေပြီမင်းတို့နေရာပါဇက်ပိုက်လာလိုက်မင်းတို့နေရာလုံးပါဇက်ကိုပိုက်လာလိုက်ဟာဟာအစိုးရတဲ့တော်ရဲကိုသွားပါမယ်ပြောတော့မွေးချောက်လေလေးချိန်ခိုက်တယ်လေးနဲ့ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ဟုတ်တော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲဟေးရောက်ခုငါကြားထားတဲ့တရင်အရာလေးနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာမင်းကအဲ့ဒီဟိုကိုဟိုလိုလားမင်းတို့တောင်းတော့တိုင်ပတ်နေရောဟမ် ိုတိုင်လည်းဘာမှမလုပ်တတ်ဖဲနဲ့ကွာဘောင်းတိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ်အခွင့်အရေးဟုတ်တယ်မင်းတို့ကအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနက်တက်လက်ထည့်ပေးလိုက်ရင်တူပြမလဲဟမ်ဟာ ြေးကိုတနက်တာထည့်ပေးလိုက်လို့ကျွန်တော်တို့တို့အန်ဒီရရှိတယ်လို့ပြစ်ပလိုက်ပါဘောဟုတ်ကဲ့ဟုတ်ကဲ့အော်ကြွယ်လိုက်တာကွာအန်ဒီရရှိတဲ့ကောင်ဆိုတာမင်းတို့ဘလို့ယူမလို့ဟာလွဲပါတယ်ဗျာလွဲပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ဒီရရှိလို့အဲ့ကောင်ကျွန်တော်ပြစ်လိုက်ပါဘောအော် ာယူဟုတ်အန်ဒီရပြုတ်မဲ့ကောင်ကဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲခါမှာမှတ်ထားဟောတော်တော်ကြောင်တော်တော်ဟုတ်လက်ဒီမှာပါဝါဘူးလူကြီးမဲ့ကွာလောက်ပါဘာလို့လောက်ပါနေလဲကွာဟုတ်ကဲ့ကွာဘာတလဲရောကကြည့်နေလာကြပြီအောက်တော်တော်ပြောင်းပြောင်းမိတတိယ3လနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလောက်လိုက်မင်းမသိဘူးအောက်လာဆန်းနေတယ်တလန်ဆိုပြီးလက်တို့လိုက်ကြီးကနေဖြစ်သွားမယ်ဟေ့မင်းကဘယ်သူ့ကိုလက်တို့ လိုက်မတင်လိုက်မှာပေါ့ကွာသူများလက်သွားတော့ငါတက်တက်ပြတ်တရတက်သွားမှာပေါ့ကိုယ်ကနေတော့ကိုတည်တယ်ဟဲ့လားနေမှာကွာဖြစ်သမိုင်းကိုဒုံဆိုင်မိသူများလို့အမိပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲစည်းရုံးရေးဇလန်းမှာနေတိုးမြင့်မြတ်နေဝင်အေးချမ်းမောင်တို့ကတရုတ်ဆောင်ထားပါတယ် ချူလေးမေမြင့်မို့အောင်ခိုင်ငါပြောကြော်စူပါလင်းတွက်လက်စားတဲ့တရုတ်ဆောင်တွေလည်းပါဝင်ပါတယ်ကိုအလုတ်ကိုမလုတ်ခဲ့တဲ့စစ်တပ်ဟာဇလန်တွေကစက်ကောင်တွေရဲ့နှုတ်ကနေကိုအလုတ်ကိုလုတ်ချဖို့တိုက်တွန်းထားပါတယ်ဆရာဆရာမတွေဟာကလေးတွေကိုစာတင်ကြရမှာပဲလို့ဇလန်မှာပြတ်တတ်ထားတယ် မြေပြင်မှာတော့စစ်ကောင်စီဟာစာတင်ကျောင်းတွေကိုပါလေယိုနဲ့ပုံကျဲနေပြီးចောင်းသားចောင်းသူတွေတည်ဆုံခဲ့တာပါအမှုပညာသမားကတော့အမှုပညာအလုပ်လုပ်ရမှာပဲလေလို့အေဂျင့်မောင်ရဲ့စက်ကောင်ကနေပြောခဲ့ပါတယ်နိုင်ငံရေးစိတ်ဝင်စားသူတွေကိုတော့ဟာတာတရုတ်ဆောင်တွေနဲ့ပုတ်ပြက်ပြက်စက်ကောင်ပုံစံထဲတွင်းရိုက်ကူးထားပါတယ် ရွာထိပ်မှာမိုင်းလာထောင်တဲ့ရွာသားနှစ်ဦးကြောင့်ကလေးတူမိုင်းထိခဲ့တဲ့ပုံစံရိုက်ကူးခဲ့ပါတယ်လက်တွေ့မှာတော့စစ်ကောင်စီရဲ့စာတင်ကြောင်းတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်တွေပါအများပြတည်ဆုံနေရတာပါရွာသူရွာသားတွေကိုလာမဲ့ရွေးကောက်ပွဲမဲပေးကြဖို့စီယုံကြတဲ့ပုံစံနဲ့ဇလန်းကိုဆက်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းပြည်သူတွေကိုချင်းချောက်တဲ့သတင်းစကားတွေထည့်သွင်းရိုက်ကူးခဲ့ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့တွေကိုမင်းတို့ပောက်ကရရွေးရှောက်မရည်နဲ့တော့ ဥပဒေထုတ်ထားပြီးသားအကုန်နာကားသွားမယ်ခေပြောင်းသွားတဲ့အထီတောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်လို့အောင်ခိုင်ကချင်းချောက်ပြောထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြီးပါမပြောနဲ့ပြည်တွင်းမှာတော့စိတ်ဝင်စားမှုမရှိလို့မဲစင်းလာမကြည့်ကြတဲ့အခြေအနေမှာစကားထဲမှာတော့မြင့်မြတ်ကတိုင်းပြည်ရဲ့အရေးတစ်ခုကိုသွားနေတာတော့အမှန်ပဲအဲ့ဒါကြောင့်တကဘာလုံးကစိတ်ဝင်စားနေတာလို့ပြောကြားစီခဲ့ပါတယ်အောင်ကျင်းတယ်မှာကြောင့်တုံးစီပါတော့ပါ ားယူမင်းတို့ရပြန်ရောက်နေရဆိုတာဥတ္တရာကြီးပြောပြလို့ငါသိပြီးပါပြီ။ငါတော့မင်းတို့စီလာအောင်မလို့ဘူမင်းလေးရောမှာစေကန်းပွင့်နေတော့ကျွန်တော်လည်းကြားပါနေတယ်။ဒါဝင်လေးအစီအစဉ်ရှိပါတယ်။အခုကတော့တက်တက်ဆန်ဆန်ဖြစ်သွားတာပေါ့လေ။ဟောကျွန်တော်မိတ်ဆက်ပေးအောင်မေး။ဒါကကျွန်တော်ရဲ့ငွေချင်းတွေ။တွားရကြော်ခိုင်းနဲ့တွားရဒုက္ခ။ဟုတ်ကဲ့ဟုတ်ကဲ့တွေ့ရဝန်တော့ပါ။အေးမင်းတို့တစ်ခါလဲမိတ်ဆက်ပေးလာမယ်။ဒါကငွေချင်းတွေပဲ။ခုနမင်းအားလုံးမိသားတဲ့ တွေ့ရတာဝမ်းသာပါတယ်အားလုံးဟုတ်ကဲ့တွေ့ရတယ်အဲဒီလိုအခြေအနေမျိုးမှာတွေ့ရတာပိုပြီးတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ဆောင်းပါတော့အခြေအနေစစ်ကလာလိုက်မမှာတော့တည်နေရစုံနေရမှာပေါ့ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွန်းလာနေကြတာပဲနော်ဟုတ်ကဲ့ကောင်းပါတယ်ကောင်းပါတယ်ပြေကွာသူရှင်ရဲ့စက်တက်တက်နေတဲ့ချိန်မှာမြို့ရမှာတည်ရလိုက်တယ် ောက်သွားပြီလို့ထင်နေရမှာမတော်နိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာခုမှရင်းနေပြောရရင်မကြည့်လဲမှုအားလုံးရဲ့အဓိကတည်ရင်ကနိုင်ငံရေးကြောင့်တခုလည်းမဟုတ်ဘူးဗျာမသိပါဘူးကွာဒါမဲ့လူတွေတော်တော်များများနေရာစုခွန်သွားကြတယ်အဲ့လိုစုခွန်သွားရအောင်ဟိုတိုင်းကြီးကလုံးလုံးပြင်ဆင်နေတာလို့လည်းမဟုတ်ဘူးဒါက လည်းငယ်လမ်းကြောင်းကိုရောက်သွားပြီကွာဆရာရဲ့ရောက်တော့စီမတွေ့တော့ဘူးညောင်းလိုက်မှလည်းရှင်းနေပေါ်တော့မှာဟောညို့ညောင်းတော့မရဘူးဒီလိုတွေတော့ကြောင်းသွားတယ်ကြောင်းထွက်ကြထွက်เสียလာဟဲ့ငါတို့ရာကလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြတယ်စာတင်မို့ငါတို့အလုပ်ဘာလဲဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမရှိကြဘူးရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြအောင်လေ ကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရလာကြတယ်။ဘုံဝင်လေးလေးပြောရရင်အပြောင်းလဲခဏတောင်မှဆက်ရံသွားတဲ့သဘောမျိုးပေါ့။ဆရာမပြောသလိုပါပဲ။ခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပေါ့။ပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာတပါးတွေအားလုံးအတူတူပါပဲ။ပြီးတော့စာဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြပြနေကြတာပါ။ ီလိုဆင်းရဲနေကြရတယ်။အဆင်ပြေပါရဲ့။ဆီယမဆိုတော့ဆီယမလုံးလောက်ရမှာပေါ့။ဒီရရနိုင်ငံရင်းနဲ့ပတ်သက်နေရဆိုပေမဲ့တုတ်ကန်တာနဲ့တူရတယ်။ကဲကျုံတို့ငါလည်းဝင်ကြောက်အောင်မယ်။ဘာလို့လို့ဆီယမတယောက်ကိုဆေးမကုနဲ့လို့လာတာလဲ။ငါတို့စီဆေးလာကုနဲ့ပြန်လာတယ်။ဒီတိုင်းပြစ်ထားပဲလို့မြင်ရတယ်။အဲ့လိုပြစ်ထားတယ်လို့ရှိရင်ငါတို့စေချောင်းတော့ဆိုခဲ့တဲ့တက်ဆန်စားရည်အလားတက်ဖြစ်သွားမှာ ဲ့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမှခံကြပါနေတယ်။ဒုနာမှန်တဲ့မြောက်ကိုစိတ်ကူပေးရမှာ။ဘာလို့ဆရာဝန်ကိုအားလုံးတောင်းနေလဲ။တော်တော်ဆရာလေးနားလည်။အမှုပညာသမားတော့အမှုပညာလို့လုပ်ရပါမယ်။အဲအဲ့လိုပဲအတက်ပညာသမားလည်းအတက်ပညာအလုပ်ကိုလုပ်ရမှာ။အဲ့အားမှာကိုတိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လဲပြောင်းလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးတော့ နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ရှင်းနေတယ်လို့ပြောချင်ပါတယ်ဆိုရင်စီးပွားရေးလုပ်ငန်းများအတွက်အန်အောပဲကောင်းလောက်အောင်ကျေုံပြီးတန်ရှင်းတက်ရက်စွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်တို့ရဲ့မီဒီယာစင်တာမှာဆိုရင်ရုံးသားများကိုနှားရနေပါတယ်။အစီအစဉ်တွေပါတယ်တက်လီကလေးစင်းနဲ့ခင်ဗျားစစ်လေးကတစ်စင်းကတင်းလို့တက်စင်းအတွက်တက်တက်တက်ရှိနေဖန်ပြီးပေးမှာဖြစ်ပါတယ်။ဒီတိုင်းဝင်ချင်းရှိတဲ့များနဲ့ဧည့်သည်များကိုဆက်ဆောင်လိုက်ပါရစေ။ စားတာများကိုအချို့မှစာနဲ့ပြန်လာတော့အတွက်ရန်ကုန်မြို့ရဲ့ကောင်းလာရလေကွေးနေရာမှာရှိတဲ့မီဒီယာစင်တာကနေဝန်ဆောင်မှုအပြည့်နဲ့ကျေးဇူးလိုက်ပါတယ်။မာကတ်အတွက်အထူးစီမံထားတဲ့လုပ်ငန်းများလေးဖြစ်ဖြစ်လက်ရှိလက်ပတ်နေတဲ့လုပ်ငန်းတွေအတွက်ရုံးခန်းလိုအပ်ချက်ရှိရင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့နေတာပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိကြရင်တော့တင့်လို့အတွက်ရုံးခန်းနေရာတွေကအသင့်ရှင်နေပါတယ်။ တယ်လို့များအတွက်မြစ်တူမြစ်ရှိအင်္ဂါစနစ်ကိုကိုရိုင်းစိတ်ကြိုက်ထားဒီနိုင်ဖို့ Public Asset Area Media Center ဖုန်းနံပါတ်09ကို6839336အမှတ်15မိုးကလန်ဘောက်ချော်ရင်းမြို့နယ်ကိုအရောက်လဲလာဖို့ဖိတ်ခေါ်လိုက်ပါတယ်အမေတို့တင်းအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒါတာဘင်းလို့ရှိဘူးလေတော့ပြလိုက်ကြအောင်ဒီနောက်တစ်ခါဆိုငါမကင်နိုင်တော့ဘူးနော်ဒီတော့တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ

ဆိုတာဒိုင်လာနဲ့တော့ဘယ်ကင်းပါလဲဒါတော့သူရဲ့ကဖြစ်ချင်လို့ဒိုင်လာတကယ်ရတော့တော့မင်းတော်စဲတော့ကွာမင်းတို့လေသူများတွေကတင်ထားလို့ပို့ဆိုအဟာသွားပြီးလို့ဒီလိုဖြစ်ကုန်တာပေါ့ဗျာကောက်စင်းကြီးမင်းကဘယ်ဘုတ်မှာတွားပြီးတော့ဟာသွားပြီးရတယ်ဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းဖြင်းနေတဲ့နားကိုကွာပူလီတောက်လျှောက်တင်တာအဲအဲ့တော့ငါအမြင်ကလို့အောက်ကနေပြတော့ဟာသွားပြီးဟာဟာလေးတွားပြီးလိုက်တယ်အဲ့ပြဿနာပြတာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့လှုပ်လှုပ်နေတာ မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကျုံတော့တခါလေးသတိပေးထားမိဘူးလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရည်ရှက်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိတ်တော့ဟာဦးနိုင်တော့တင်လုံးကြီးပဲဦးနိုင်တော့အစိုးရပြင်ပေးထားတော့နော်ပြင်ပေးရတော့နတ်တယ် ပြောတာနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါ့ဘယ်လိုတော့မို့ဟောဒါမင်းလေးကြီးတော့ပြပါလို့အေးကြာမိကိုယ်ကငါ့ဆောင်ပြီးကောပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အခုတော့ဘာလဲဟုတ်ကဲ့ဟုတ်ကဲ့ဆရာတော်ဝတ်ကျင်ရတယ်ခင်ဗျာ ခင်ဗျားတို့သုံးပါပါလေ။ရာဖြည့်လိုက်ခံရရကြီးပဲ။ပြီးအောက်တူသုံးရတယ်တဲ့။ဟမ်ဘယ်ကတော့အပေါင်းပြီးနေပြီလို့ခင်ဗျားတို့ကျွန်တော်အကောင့်တူတော့အဲ့ဒီလိုကတိရပေါ့ဟုတ်ဒီမှာအချင်းငက်တူလေးတို့ကတော့ခင်ဗျားတို့ပေါ့မလားဟိုကျွန်တော်တော့လုံနေတော့နေတော့အချင်းငက်တူလေးကကျွန်တော်အကောင့်ပေါ့ဟဲ့ဆရာတော်ကျွန်တော်ဖန်ပြနေပြီလားအဲ့တော့ပုံမတရားသေးဘူးခိုင်းလိုက်တာနေတိရပေါ့ကျွန်မလည်းတိကျွန်မတင်နေပို့အောင်ပါဗါနဲ့နှောက်လိုက်တာဆရာမလေးရယ်ဆိုအရှင်မက်နာမလားဟုတ်တယ်ဟုတ်တယ် နာလေးဒါဆီယောင်မလေးကျွန်တော်ဘာဘူးပြုစံစောကောင်းနေကျွန်တော်မိုက်လိုက်တယ်လေးဆီယောင်မလေးဒီပါဒီပါခင်ဗျားတို့တော့တော့နော်ရှောက်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ခင်ဗျာဘောမပဲနော်ဟုတ်တယ်မကြမ်းရွေးကောက်ဝဲလာတော့မှာပေါက်ရရလေရှောက်မန့်မိကြနေဦးဒုက္ခရောက်လို့ရှင်ဘူးမှကဲမှာမဟုတ်နော်ဥတိုက်ဆုံးပြောတာမင်းတို့ကြားရမှာလားအေးအဲ့ဒါဆိုဆရာကျွန်တော်တို့တွားရရတယ်တွားတော့နော်ပြန်လို့ရပြီဟုတ်ဆရာ

တိုင်းပြည်ရဲ့ရိုးတစ်ခုကိုတွားနေတာတော့အမှန်ကြီးပါ။အဲ့ဒါကြောင့်လေဒီဒီရိုးကောက်ဖွဲ့ကိုတကဘာလုံးစိတ်ဝင်စားနေတာ။ကိုမင်းကျွန်တော်တည်တော်လေးတစ်ခုလုံးတော့ပြောပြပြီ။အခုကျွန်တော်တို့ရိုးကောက်ဖွဲ့ကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်စိတ်ဝင်စားနေကြတယ်။အဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသေးသေးမှလည်းဖြစ်နေတာပဲလေ။

ေခက်တာကြာအခုရွေးကောက်ပွဲလုပ်ပြန်တော့တယ်ဒီရွေးကောက်ပွဲတို့ရအဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်တယ်ကြဆိုတော့မဟုတ်ဘူးဟာခက်တော့ခက်ကြားရဲကျွန်တော်တို့ပြည်သူတွေရတယ်။ဂျုံပိတ်ပြီးတော့ရိုက်ခံနေရတာ။ဒီကြားရဲနိုင်ငံရေးသမားတွေကလည်းတို့တို့ပြောတဲ့အတိုင်းလို့တို့တို့ခိုင်းတဲ့အတိုင်းလို့ဆိုတာကြီးပဲ။အဲ့လိုကြောက်လို့မဟုတ်သေးဘူးလေ။ကျွန်တော်တို့လုပ်ချင်မှလုပ်မှာပဲမဟုတ်ဘူးလား။မိသားကဆောင်းတာဆိုတာ ။ဘိုးလည်းတပင်လှုပ်တယ်လို့ဆိုတယ်။ဘာဖြစ်လဲအစ်စ်ကြီးပြောနေတော့လား။ဒီဘာဖြစ်ဖြစ်ပါဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုဖြစ်ပါဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအတုံးချမှာဖြစ်တယ်အဲအတုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်ပြည်သူတွေကသိပါလေဘာမှမသိတဲ့ဖိအားတွေကြောင့်ပါပြည်သူတွေကလက် ။နင်အခုလာမယ့်ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားလဲ။ဘယ်ဘာလို့မလဲ။ငါနဲ့တူနေမလားလို့လေ။ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူး။ရိုးကိုလည်းမကြည့်ဘူး။တကယ်တိုင်းပြည်ကိုအကျိုးပြုမယ်လို့ပဲကြည့်တယ်။ဘသူမှတော့တိုင်းပြည်ကိုပြည့်စည်အောင်မလုပ်ကြဘူး။ပြည့်စည်အောင်မလုပ်ချင်လို့လေကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ရွေးထားရတယ်။ဒီတော့တော့လူရွေးမှန်ဖို့ပဲလို့လူရွေးမှန်မှလူမှန်ရမှာ။ ။လူမှန်ရမှလမ်းလိုက်ရမှာပေါ့။ တ်ဘညာလည်းပါရောမင်းတို့ဒီကောင်နေတော်ရောက်တော့မှမဟုတ်ဘူးလားအေးဟုတ်တယ်ဘလူးဘလူးရွာပြန်ရောက်နေဟုတ်တယ်မဟုတ်သေးဘူးနော်တခုတော့တခုမှမဲ့ ါတကယ်အောင်ရယ်ကွာဒီမှာမှနေတယ်ဒီဘာရေကိုတောက်ပြီးတော့ဒီဘာကိုဘုံတောက်ဘယ်လိုရွေးနေမှာပါလဲဟမ်တို့ရေရက်ခံကြတာရှင်းမင်းတို့ကအဲ့ဒီလိုလုံမှတော်လန်ရေးလာဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီမင်းတို့ဘာလုပ်ပြီဟမ်တို့လည်းကလေးလုံးတော့စိတ်လမ်းလာရှင်လုံးစိတ်လမ်းလာရှင် ကားကိုတိတ်နားမနေရှေ့ပြရင်ဘင်းတို့မှာဖြစ်မရှိဘူးဆိုတာငါသိအေးဖြစ်မရှိအောင်လည်းဘင်းတို့ကိုဘင်းတို့လုပ်နေတာကွာဟာအကြောက်မှာဖြစ်ရှိတယ်ဗျအဲ့ဒီမိုကရေစီပဲစင်မှန်တဲ့ဒီမိုကရေစီကိုရချင်လို့ချုပ်ထုတ်လို့တာဖြစ်မှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးမင်းရည်ချက်တွေမားနေပြီ။အင်္ဂါဆီယမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တရားတွေများနေတဲ့အတိုင်းပြည်ကို တန်းရည်ပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှာစစ်မှန်တဲ့ဒေါ်လာရင်ဖြစ်တော့မှာပေါ့ကွာအားရတယ်ဟုတ်ပြီဘာလို့လဲဘာလို့လဲတော့ခုလည်းမင်းတို့ရဲ့အတူရွေးကောက်ပဲယူဘာလို့ကမရရောက်ကအားတော်လာရေးဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြောရွေးကောက်ပွဲဖြစ်မှာမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်ကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်အောင်ဆိုတော့တပ်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာလို့ ။ဒီမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးတတ်နေလိုက်တာ။ဒီကောက်ပေါ်ရှိသမှာမလား။မပြေလို့ရှေ့ထွက်တယ်လို့တော့တော့ရတယ်လို့ဆိုတော့ဒါကိုရကိုရဖြစ်တယ်။ ရည်ရည်ချင်းတွေကိုဘာမှမသိပဲနဲ့မိုင်းပေါ်မှာရေးချင်တာရေးနေတာ။နားမရဘူးကျွန်တော်တို့အလုပ်ပြောပြမှာလေ။အဲ့တော့ကိုမင်းလည်းပြောတာဟုတ်တယ်။အကြခင်ရွေးကောက်ကိုရလာတော့အခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေသူတို့ရဲ့ရန်တော်ဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်။ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာ။ပြရတာပြလို့ရတယ်ဗျ။ဒီနိုင်ငံလုံးတိုင်းတာလည်းကျွန်တော်လွယ်ပေါက်မှာအားယူ။ဟောမရဘူး။ အဲ့ဒါကိုတို့တွေတော့ထိုင်ရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်ရွေးကောက်ပွဲနဲ့ပြည်သူကအနားဝေးသွားလိမ့်မယ်လေမဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါအခုလည်းဒီသမန်28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲကိုဟန်တာနှောက်ချက်တဲ့သူတွေကိုလည်းပဲအရေးယူမယ်ဥပဒေတွေပုံမှန်ထုတ်ပြန်ပြီးပြီတိတ်လက်စက်ဘူးလိုပါဘူး င်းမပူလို့တော့မရအောင်တော့ဘူးလေကျော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီကောင်နဲ့ဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်တော့လည်းမသိဘူးဘလို့စိတ်ကူးလာတော်တဲ့ဝင်ရမှာလေစစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာဒီကောင်တကောင်ကဆန္ဒပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါပါတာဗျာအဲ့ဒါပဲမကြောက်ဘာလို့ဘယ်လိုလုပ်စွာလည်းပြန်လို့မရတာ ကုန်လုံးကဘုရားဘူလာလုံးတယ်ဘယ်ဟောပြောတာလဲဆိုကြည့်အဲ့လိုအထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန်ဟဲ့ဘင်းတို့ကောင်ကလိုက်ရှာတော်နေတော့လေ꽌ကြီးတက်နေကိုကြီးဟုတ်ဟဲ့ဗောဘင်းတို့ကရွာပြားလို့မရတော့မလားဟာဒီရွာပြားကျွန်တော်တို့အကုန်ဆွဲစီးတော့မှာဗျလူတော်တော်တော်များသွားပြီဗျာဟောဦးတော်လိုက်ကြီးဆက်တွေ့ပြီပုံလေးလည်းထိုးလိုက်အားခံဝင်ကတိဒီမှာတမထိုးမနေနဲ့နော်မင်းတို့ခံဝင်ကတိလက်မထိုးလဲမင်းတို့စောင့်ကြည့်ပြီးဆွတ်စီမှာပဲ ။ဒါဆိုတို့တို့ဘာလုပ်အောင်မလဲဗျာ။ဟာ။မင်းတော်တော့သွားကွာ။စစ်တင်တဲ့နေပါလေတက်လာ။ပြီးနိုင်ငံခုလိုခွဲတော့အမေရိကန်ရောက်တို့ဒါလည်းရှိတာလေ။ဟောတုံးတော့ရုပ်ကူညီမာလေဘူး။ခါကူညီမာပေါ့ခါကူညီမာမလို့လိုက်ရှာနေတာလေ။ဟောတော့အခုသမေးစားဦးတော့ပြဿနာတက်နေရနော်မပူနေအတညာလောက်ကတော့အိစိတ်မှန်ညာလေးဒါကူညီပေးမယ်လို့မျိုးပြောပြတာကွာအဲ့ဆိုတော့ရရောက်ရောတို့တော့ဘာလို့မင်းတို့ကမှစစ်တမ်းလေးပါလေတက်ပြီးမင်းတို့ရဲ့ဆိုရှယ်မှုအားလုံး Facebook မှာတက်အဲ့ဒီမှာနိုင်ငံကိုယ်ကွင်းရအောင်တော့ချက် ဟာအဲ့လိုမလွယ်ဘူးထင်တယ်နော်တွေ့အောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာလို့အကုန်လုံးအစီတို့အမေရိကန်တို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နဲ့ကောင်တော့မှတိုင်ပတ်နေတယ်အဲ့တော့တို့တမိုင်းတို့ရေးတာပဲလေ။ဘယ်တက်နိုင်မှာမလို့တို့တို့ကလည်းတို့တို့တမိုင်းကိုရေးရမှာပေါ့။တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေ့ ုတ်ပွဲဆိုတော့ပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်မှုရမ်းစာဆိုတော့တော်တော်များများနားလည်အောင်ဆွေးနွေးဖို့ပြောပြရင်ကောင်းမယ်နေတယ်ဒီလိုစည်းဝေးကိုတက်ရောက်လာကြတဲ့ရတူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းအဝေးဆိုတာလေကျွန်တော်တို့ရဲ့ရတူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေမှာပါဒါကြောင့်မလို့လေဒေါက်တာမင်းလင်းတို့လို့တိုက်ထွန်းတို့လို့ ရောက်ပြန်ရောက်လာတဲ့အာယုလို့လို့သူတို့တွေအကြံပေးကြရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်ပါတယ်လည်းပြောပါအော်ဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပုံပွဲလေးလေးပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျွန်အောင်နဲ့ပညာပါလေအဲသူတို့ရောဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ့်ရွေးကောက်ပွဲကိုဒါ နောက်ရှက်အဟန့်အတာဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးတို့ဒီလိုဘုံတွေထောင်လိုက်တော့ရောတနင်္ဂနွေအတိုင်းတားနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကြီးကပြက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒံယာအနာတရားဖြစ်မဲ့ကိစ္စတွေတွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အမှုညွန်တောင်းပန်ချင်ပါတယ် ကျွန်တော်တခုလည်းမေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတူရောင်ဆိုကျွန်တော်ပြောတာမဟုတ်တော့ကောင်းပါတယ်ကွာဘယ်လိုလဲအတူရောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြန်မှာမဟုတ်လို့လဲဗျာအမှန်ပါဆိုပြီးဒီရွေးကောက်ပွဲကစည်းကမ်းကိုတော်တော်တင်းကျပ်ထားတယ်လို့သိရပါတယ်ကျတော့ရွာလူရွာသားတွေတော့တခုတော့မြင်ရတယ်အခုပြည့်ပြည့်နေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ် ုတ်ချုပ်တဲ့အောက်မှာခင်ဗျားတို့စစ်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမယ်ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုဝဲပေးလိုက်ကြပါကျွန်တော်တို့လောက်ပဲပြောချင်ကျွန်တော်အကြံပြုချင်တာ ကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲအရေးတစ်ခုဖြစ်တယ်။ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထောက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ပြီးတော့ကျွန်တော်နိုင်ငံမှာဆုံရှုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူတွေနေတာမှမဟုတ်ပဲဗျာ။ဒီလိုတွေမဖြစ်ဘဲနဲ့အားလုံးအေဂျင့်တွေကိုဆိုအစိုးရအစ်တတရမင်းမြေပုံပုံလောက်ကိုလုပ်ပါလေ။ အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာအာကျွန်တော်အနေနဲ့နည်းနည်းဖြစ်ဆုပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ဘယ်လိုပါလဲကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာလည်းဒီလိုဖြစ်ကြတာ။အဲတော့ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာလို့ဒီလိုအဲတော့ခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေတယ်။အားလုံးဝမ်းမှန်းပြီးတော့ဒဏ်ရာတွေပြတ်ပြီးသွားအောင်ကုညီပေးကြပါမယ်။ င်းနဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြတော့ကဲဒါတော့ဆိုရင်ကျွန်တော်တို့ယူပါသူယူသားတွေရွေးကောက်ပွဲဘယ်လောက်ရေးကြည့်လဲဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့ ိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာအမေမတူရင် စားတော့ရမှုပဲဒီကိစ္စုံနံမကြီး